ဗိက္ခုဆိုတဲ့အာကိုအာလုပုတ်အနေနဲ့ခေါ်တဲ့စကားအနေနဲ့အထိပ္ပယ်ပြန်တာရှိတယ်နှစ်ခုတောင်မျိုးဆရာတော်ကြီးကတော့ဗိက္ခုယဟန်တန်ခေါ်တန်ဃာတိဘိန်နော ကွဲသွားပြီမြတ်စွာဘုရားကတံပမလို့ခေါ်တယ်ဒီစိုးရင်နဲ့စိတ်နဲ့စိုးရင်ထိတ်လန့်တဲ့သဘောမျိုးနဲ့ဟေးယဟန်ကြီးတန်ဃာတိကွဲကုန်ပြီကွဲကုန်ပြီလို့ဆိုပြီးမြတ်စွာဘုရားနေရာကနေချက်ချင်းတားတယ် နော်သွားလျှောက်လိုက်တာချက်ချင်းနေရာကထထပြီးတော့ခေါနကနှင်ထုတ်တဲ့ကိုရော်တွေစီကိုတန်းသွားတယ်မြတ်စွာဘုရားတန်းသွားပြီးတော့သူတို့ခင်းထားတဲ့မြတ်စွာဘုရားအတွက်ထားတဲ့နေရာပေါ်မှာမြတ်စွာဘုရားအဲ့ဒီပုံမှာထိုင်ထိုင်ပြီးတော့ဒီကိုရော်တွေကိုဗာပြောတော့ဆိုမြတ်စွာဘုရားမာခောတုံမီဘိက္ခဝေ ပฏิပါတိနောပฏิပါတိနောတိယတမေဝတတမေဝဘိက္ခုဩခိပိတ္တပံမိညိဌာဘုရားဆုံးမပုံလေးရအေးစာနဲ့ညီတယ်စာတဲ့အတိုင်းပဲဓာရီရှိတယ်တရားဥရီနဲ့ညီတယ်ဟောဒီဥရီရှိတယ်ဆိုပြီးတော့တဲ့ဟိုအကြောင်းဒီအကြောင်းအကြောင်းပြုပြီးတော့ယဟန်တော်ကိုနှင်ထုတ်ဖို့မကြိုးစားကြနဲ့ဟောမြတ်စွာဘုရားကြည်နှင်ထုတ်တဲ့ပုဂ္ဂိုလ်တွေကိုထိုးထိုးကိစ္စနဲ့ သွားပြီးတော့နှင်ထုတ်မယ်လို့ငါတို့သိတယ်ငါတို့တတ်တယ်ဆိုတဲ့အနေနဲ့လှုပ်ပြီးတော့ဒီအကြောင်းဟိုအကြောင်းလေးတွေအကြောင်းပြပြီးတော့နှင်ထုတ်ဖို့မကြိုးစားနဲ့တဲ့။ဘာဖြစ်လို့တုံးဆိုလို့ရှင်နော်မြတ်စွာဘုရားအကြောင်းပြတယ်။ဘေဒကရုကေဟိဖိခုဟိနတ်သောဘိက္ခုအပတ္တိယအာတတနေဥက္ခိပိတဘောရ။ယဟန်တန်ဃာတွေဟာနှစ်ဘက်ခကွဲသွားမယ်ဆိုလို့ရှင်နော် အဘက်ကိုမရှုမှုနဲ့အပြစ်ကိုမရှုမှုနဲ့ဒီပုဂ္ဂိုလ်မနှင်ထုတ်တိုက်ဘူးတဲ့မလောက်ကြနဲ့လို့ကြည့်မြတ်စွာဘုရားကအရှိမြင်တာဘယ်တော့ပဲဖြစ်ဖြစ်နော်ပြဿနာဖြစ်သွားတဲ့နေရာမှာဘယ်ဘက်ကမှအောင်မပေးဘူးမြတ်စွာဘုရားငါတို့သိတယ်ငါတို့တတ်တယ်ဆိုပြီးတော့သွားမလုံနေတဲ့မနှင်ထုတ်တိုက်ဘူးတဲ့မင်းတို့ဒါမလုံထိုက်ဘူးတဲ့နော် ကွဲသွားမယ်ဆိုလို့ရှိရင်လုံးဝမလုပ်သင့်ဘူးလို့ဒီလိုပြောတာเนาะညီညွတ်ဖို့အတွက်သာလုပ်ရမယ်ကွဲမယ်ရမယ်ဆိုရင်မလုပ်သင့်ဘူးလို့ဒီစကားကိုမြတ်စွာဘုရားတိတိပပမိန်ချပြီးတော့ဆက်ပြီးတော့ဘဲကြွသွားတော့ဆိုရင်ခொနာကဝန်းရံတဲ့ယဟန်နေနှင်ထုတ်ခံရတဲ့ကိုတော်ဘက်ကနေပြီးတော့ဝိုင်းပြီးအားပေးချတဲ့ဝန်းရံထားတဲ့ကိုတော်ဒီစီကိုမြတ်စွာဘုရားကြွသွားတယ်ကြွသွားပြီးတော့အဲ့ဒီကိုတော်တွေကိုလည်းပဲမြတ်စွာဘုရားဆုံးမဩဝါဒပေးတယ် ယန်းတို့တဲ့ငါတို့အာဘမသိမ့်ဘူးအာဘမသိမ့်ဘူးဆိုပြီးတော့တဲ့အာဘကိုမကူစားတိုက်ဘူးလို့မထင်ကြလေနဲ့ငါမအာဘမသိမ့်တာဘာလို့ကူရမှာလဲပေါ့နော်ငါမအပြစ်မရှိတာဘာလို့ဝန်ခံရမှာလဲဆိုတဲ့စိတ်ထက်မမွေးကြနဲ့တဲ့မမွေးနဲ့ဘေဒကရုကေနဘိက္ခုနာပရိသန်တတ္ထာယပိအာဘတ္တိဒေတိတ္တပါနော်ကွဲမှာပြဲမှာဆိုလို့ရှိရင်တော့ သူတို့ကိုယုံကြည်တဲ့စိတ်နဲ့ဒေသနာချလိုက်ပါတဲ့ကုစားလိုက်ပါဘာဖြစ်လဲဒီလိုဆိုတာเนาะ꿰သွားမယ်ဆိုလို့ရှင်ချော့ပိတ်လိုက်ကိုယ့်ဘက်ကဟောငါအဖတ်မသိဘူးဆိုပြီးတော့တင်းခံမနေနဲ့လို့မြတ်စွာဘုရားပြောတာဒီတစ်ဖက်ကြတော့အဲ့ဒါလို့လာပြောအဖတ်မသိဘူးဆိုပြီးတော့တင်းခံမနေနဲ့တဲ့သူတို့အပေါ်မှာတရားယုံကြည်စိတ်ထားပြီးတော့ကုစားလိုက်ပါတဲ့ဘာဖြစ်လဲကုစားခိုင်းအဲ့ဒါလို့ အဲ့ဒါလို့မြတ်စွာဘုရားဟာဖြံပြေမှုပေးတဲ့အခါမှာဘယ်သူမှန်းနေပဲဝါမှားတယ်ဘာတခုမှမပြောဘူးဒီကိစ္စမှာနော်အဲအကယ်၍သာမြတ်စွာဘုရားမှားတယ်မှန်းနေတာဝင်ဆုံးဖြတ်မယ်ဆိုရင်ဒီပြဿနာဘယ်တော့မှဖြေရှင်းလို့မရတော့ဘူးဒါအမြတမဟိုအရေးကြီးတဲ့အချက်တခုပဲသူကဒီကိစ္စမျိုးမှာအမှားအမှန်ပြောရမယ့်ကိစ္စမဟုတ်ဘူးနှစ်ဖက်စလုံးကိုပဲမြတ်စွာဘုရားဆုံးမတွင်တင်ပေးတယ်နော်ဟိုတစ်ဖက်ကလည်း ငါတို့လောက်တာမှန်တယ်ငါတို့လောက်တာငါတို့သိတယ်စာပေကျမ်းဂန်ဒီဥပဒေရှိတယ်ဆိုတော့ငါငါတို့အထဲမှာခေါင်းထဲမှာရှိတယ်ဆိုပြီးတော့လေခိုးအကြောင်းဒီအကြောင်းအကြောင်းပြပြီးနှင်ထုတ်ဖို့မကြိုးစားနဲ့တဲ့ကွဲမယ်ပြဲမယ်ဆိုရင်မလုပ်ထိုက်ဘူးတဲ့ဟာတခုတန်ခါကွဲသွားမယ်ဆိုရင်မလုပ်ထိုက်ဘူးတဲ့ဟိုတစ်ဖက်ကိုလည်းပဲငါတို့အာဘမှာမသိတာဘာလို့ကူစားမှာတော့ဆိုပြီးတော့လေမလုပ်ထိုက်ဘူးတဲ့တန်ခါကွဲသွားမယ်ဆိုလို့ရှိရင်တော့သူများသူတို့ပြောတဲ့စကားကိုယုံကြည်သောအဖြစ် ကြားလိုက်ပါဒေသနာကြားလိုက်ပါကုစားလိုက်ပါလို့ဟောတယ်လို့မြတ်စွာဘုရားကကြားဝင်ပြီးတော့ဖြံပြေးပေးတာကောသမီယဟန်တွေကြားတယ်အဲ့ဒီမှာမြတ်စွာဘုရားမှာအရေးတကြီးဘိနောဘိက္ခုတန်ခေါ်ဘိနောဘိက္ခုတန်ခေါ်တန်ဃာတွေကွဲကုန်ပြီကွဲကုန်ပြီလို့ဆိုတဲ့စကားကိုမြတ်စွာဘုရားနှုတ်ကမြတ်ပြီးချက်ချင်းထားပြီးတော့ဒီဩဝါဒပေးတာပဲเนาะဘာလို့လဲဆိုတော့ အဖွဲအစည်းတခုဟာမညီမညွတ်ဘူးဆိုလို့ရှင်အင်တာမကြီးလေးတဲ့နောက်ဆက်တွဲတွေမမျော်လင့်အပ်တဲ့နောက်ဆက်တွဲတွေကအများကြီးလာနိုင်တာကိုဒါကြောင့်မို့မြတ်စွာဘုရားမညီညွတ်ဘူးဆိုတဲ့အနေအထားမျိုးမဖြစ်ကြရအောင်ဆုံးမဩဝါဒပေးတာနှစ်ဖက်စလုံးကိုမြတ်တောင်းပြီးတော့မြတ်စွာဘုရားတဲ့ဆုံးမတာနှစ်ဖက်စလုံးဟာတင်းခံမနေရဘူးအဲ့တော့ညီညွတ်အောင်လုပ်ရမယ်လို့အဲ့ဒါလို့ အုပ်စုနှစ်ခုဖြစ်လာတဲ့အခါကျတော့ကြည့်အုပ်စုနှစ်ခုဆိုတာဩခေပကလို့ခေါ်တယ်ကိုယဟန်ကိုကျင်ပြီးတော့တန်ဃာတဲကနေနှင်းထုတ်ထားတဲ့ကံဆောင်ရွက်တဲ့ယဟန်အုပ်စုဟာတစ်ခုဝိနည်းတို့ကောင်းဆောင်တဲ့ယဟန်အုပ်စုဟာတစ်ခုနောက်သုတ်တန်ယဟန်ကိုဝိုင်းဝန်းပြီးတော့ခြံရံကြတယ်နှင်းထုတ်ခံရတဲ့ကိုတော်ကိုအားပေးအောင်မြောက်ပြုကြတဲ့အုပ်စုဟာတစ်ခုလို့ကောသမီတန်ဃာမှာအုပ်စုနှစ်ခု꿰သွားတယ် ဥပုံနေရောက်လာတဲ့အခါကျတော့အနိဒုက္ခရတဲ့ကိုရောဝိုင်းဝန်းဝန်းရံနေကြတဲ့တန်ဃာတွေကတိမ်ထဲမှာဥပုပ်ပြုတ်ကြ။ဥပုပ်ပြုတ်တဲ့အခါကျတော့ဟိုကိုရောတွေကသူတို့ကျင်ထားတာလေ။အဲ့တော့သူတို့ကနင်ထုတ်ထားတဲ့ကိုရောတွေဆိုဟိုကိုရောတွေကတိမ်ထဲမှာဥပုပ်ပြုတ်တော့သူတို့ကတိမ်ထဲမှာဥပုပ်မပြုတ်ဘူး။အတူဥပုပ်မပြုတ်နိုင်ဘူးဆိုပြီးတော့တိမ်ပြင်သွားပြီးတော့ဥပုပ်ပြုတ်ကြတယ်ဟော။အဲ့ဒီနေ့မှာပဲဥပုပ်ဟာ နှစ်ခုကွဲသွားတယ်အုပ်စုနှစ်ခု ਨੇ ဥပုပ်ပြုကြတယ်မြတ်စွာဘုရားဥပုပ်ပြုတာအင်တမအရေးကြီးတဲ့တမက်ကေဟိသမောရာမဏိအဝိဝရမဏိဟိသိခိတပံလို့ဆိုတာတဏီတဲ့လိုက်တာကျင့်သုံးမှုအမြဲတမ်းဆုံးမဩဝါဒပေးတဲ့နေရာအုပ်စုနှစ်ခုကွဲပြီးတော့ဥပုပ်ပြုကြတယ်အဲ့ဒါလို့ဥပုပ်ပြုလာပြီးတဲ့ပြုတဲ့အခါမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုတွားလျှောက်တယ်ရှင်ဘုရားတဲ့ နှင်ထုတ်ခါရတဲ့ကိုရောကိုဝန်းရံနေကြတဲ့ကိုရောတွေကတိမ်ထဲမှာဥပုပ်ပြုကြတယ်တဲ့သူတို့တိမ်ထဲဥပုပ်ပြုသည့်အတွက်ကြောင့်နှင်ထုတ်တဲ့ကိုရောတွေကအုပ်စုတစ်ခုကတိမ်ပြင်းမှမှဥပုပ်ပြုကြတယ်လို့ဆိုဒါပြဿနာတစ်ခုဖြစ်လာပြန်မြတ်စွာဘုရားကဘယ်သူမှားတယ်ဘယ်သူမှန်တယ်မပြောဘူးဒီနေရာမှာလဲကြည့်နော်အဲ့ဒါဒီဟာကစန္ဒမူနာယူရမယ်မိသားစုအတွင်းမှာလည်းပဲ ကိုမိသားစုထဲမှာလည်းအချင်းများလာလို့ရှိရင်ကိုယ်ပဲလိုက်တာဒီဘက်လိုက်တာမဖြစ်ရဘူးဖြစ်ရင်အမေကမျက်နှာလိုက်တယ်အဖေကမျက်နှာလိုက်တယ်ဖြစ်သွားတယ်ဘသူပဲဖြစ်ဖြစ်ကိုမှန်တယ်ကြီးပဲထင်တာနော်လောကလူတွေကလေအသင်းဖွဲ့တစ်ခုထဲမှာလည်းပဲဒီလိုပဲတစ်ဖက်ကိုပြောမယ်ဆိုရင်မျက်နှာလိုက်တယ်ပဲပြောခါမြတ်စွာဘုရားကြည်ဒါကိုရှောင်းနေမြတ်စွာဘုရားဘသူပဲမှမပြောဘူးဘာလို့လို့ဆိုအုပ်စုကွဲနေတာလေ မညင်ညွတ်သေးတဲ့အချိန်မှာပြောလို့မရဘူးဒီကိစ္စဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့ဒီယက်တိမှုဟာအင်တန်မှဟိုလောကကြီးကိုအကျိုးပြုတဲ့အနေနဲ့ယက်တိမှုဟာအင်တန်မှဟိုလေးစားတတ်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်